ရန်ကုန်ကရခိုင်ကိုလေကြောင်းနဲ့ပြန်လာတဲ့ခရီးသည်900လောက်ဟာမြို့ရဲကနေထွက်ခွင့်မရဘဲကြောက်ဖြူမြို့ထဲမှာပိတ်မိနေတယ်လို့သတင်းရရှိပါရယ်။စစ်ကောင်မရှင်ဟာရန်ကုန်ကနေရခိုင်ကိုခရီးသွားလာခွင့်လေကြောင်းတစ်ခုတည်းသာခွင့်ပြုထားတာပါ။အခုလိုခွင့်ပြုရမှာလဲစစ်ကောင်မရှင်လက်ထက်ကျန်ရှိနေတဲ့လေရင်ကွင်းနှစ်ခုဖြစ်တဲ့စစ်တွင်နဲ့ကြောက်ဖြူခရီးစဉ်တွေကိုခွင့်ပြုထားတာဖြစ်ပါတယ်။ရန်ကုန်စစ်တွေခရီးစဉ်မှာစစ်တွင်မျိုးပေါ်ကိုသွာလာသူတွေကိုသာခွင့်ပြုထားတာဖြစ်ပြီး ရန်ကုန်ကြောက်ဖြူခီးစင်မှာတော့ကြောက်ဖြူမျိုးကိုတာမကနေဘက်ကိုသွာလာခွင့်တွေကိုလည်းအထက်ထက်စီစစ်ပြီးတော့ထောက်ခံချက်တွေနဲ့သွာလာခွင့်ပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာတော့ရန်ကုန်ကနေကြောက်ဖြူမျိုးကိုလေကြောင်းကနေမိသားစုကိစ္စ၊ကျွမ်းမာရေးကိစ္စတွေနဲ့လာရောက်ပြီးမှနေဘက်တွေကို ထောက်ခံစားရတဲ့သွာရောက်ခွင့်မပြုတော့တဲ့အတွက်ကိုဝန်ဆောင်အမျိုးသမီးတွေအပါအဝင်လူပေါင်း900လောက်ဟာကြောက်ဖြူမျိုးတွေမှာပြင်ပနေတယ်လို့ကိုတိုင်ကြုံတွေ့နေရသူတယောက်ကပြောပါရယ်။ အဲ့ဒီလိုပိတ်မိနေသူတွေအထင်းမှာတချို့ကတလားတချို့ကနှစ်လအထိကြာနေတာဖြစ်ပြီးအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရချိန်မှာကြောက်ဖြူမျိုးပြင်းကလက်နက်ကြီးပစ်ခတ်တန်းတွေကိုလည်းဆက်တိုက်ကြားနေရတဲ့အတွက်အထူးစိုးရိမ်နေရတယ်လို့ပြောဆိုပါရယ်